အားကြလေးစားထိုက်သူများလမ်းမပေါ်တွင် ရောင်လေလေနှင့် အသက်ရှင်းနှင့်၉နှစ်အရွယ်ကလေးတယောက်ရှောက်သွားနေသည် သူက စာတင်ကျောင်းတစ်ကျောင်းရှိအရောက်တွင် စာတင်ခန်းဝကိုသွားပြီး အထဲကိုချောင်းကြည့်နေမိသည်သူစာတင်ခြင်းနေသည် ထိုကလေးကို၅နှစ်သားအရွယ်တွင် သူ့မိခင်က သူ့ကို Bruno Aries ဘူရာယုံလန်းတဲ့တွင်စွန့်ပစ်ထားခဲ့သည်ထိုကလေးကိုမိခင်ကမလိုခြင်းကလေးကို ညီတို့ပြုစုစောင့်ရှောက်ရမည်မှန်းလည်းမသိကြွေးမွေးထားရန်လည်းမတတ်နိုင်သောကြောင့်ဖြစ်သည်အစွန့်ပစ်ခံရသော ထိုကလေးသည် သူ့မိခင်ကို အမြဲမှတ်မိနေသည်ဝက်ကောင်းစားလှဝတ်ထားသော သူ့မိခင်ပုံရိပ်ကိုတည်ရနေသည် သူ့ကိုထားခဲ့ပြီး နှက်ခမ်းဆေးဆိုးထားသောပစံမသွားတော့မယ်ဟု နောက်ဆုံးနှုတ်ဆက်သွားသေးသည်ထိုချိန်ကစပြီးသူ့ဘဝတွင် အခက်အခဲတွေအတားအဆီးတွေစူးညောင်းခလုတ်တွေအပြည့်နဲ့လမ်းပေါ်တွင်ကျင်လည်ခဲ့ရသည်လမ်းပေါ်တွင်ကြီးပြင်းခဲ့ရသောသူဖြစ်ရာ သူ့ဘဝတွင်လမ်းပေါ်ကသင်ငန်းစာတွေကို လေ့လာစီးပူးခဲ့ရသည်လှပသောနာကျင်ဖွယ်ကောင်းသော မေးဖြောက်၍မရနိုင်သော အဖြစ်ပြက်ပေါင်းများစွာကိုသူကြုံတွေ့ခဲ့ရသည်သူအကြောင်းရေးသူတို့ကသူကြုံတွေ့ခဲ့ရသောခါးသီးဖွယ်ရာအဖြစ်ပြက်များကို အချိန်ကကိုစားပေးသွားသည်ဟု ရေးခဲ့ခြင်းအားသူလက်မခံခဲ့ပေထိုအဖြစ်ပြက်များမှာတည်သည်အထိမမေ့နိုင်သော အဖြစ်ပြက်များဟု သူကမှတ်ယူထားသည်အသက်ရှင်နှင့်အရွယ်ခန့်ကလေးတစ်ယောက်သည် သူကျင်လည်နေရသည့်သူ့ပတ်ဝန်းကျင်မှာ ရုံးထွက်နိုင်အောင် မနေကြိုးပမ်းနေရသည်သူမှဘာပြီးရင်ဘာလုပ်ရမည်ဆိုသည့်အချိန်စရာမရှိ သူ့ကိုထိန်းချောင်းပဲ့ပြင်ပေးမဲ့အုတ်ထင်းသူလည်းမရှိဘာလုပ်လိုက်ပါလားဟု ပြောပေးမဲ့မိခင်လည်းမရှိ သူများကလေးတွေမှာအချိန်တန်အိမ်ပြန် စားရန်အသင့်အိမ်ရန်အသင့်ဖြစ်တော်လဲသူမှာထိုအခွင့်အရေးတွေမရှိခဲ့ သူ့ကို အခြားကလေးတွေကလွတ်လပ်တော်သူဟု၍ အားကြနေတော့လဲသူကထိုကလေးတွေကိုပြန်ပြီးအားကြနေမိသည်သူ့တငယ်ချင်းတွေကအိမ်ပြန်တော့မယ်ဟုသူ့ကိုနှုတ်ဆက်သွားချိန်တွင်သူကစားတောက်ဆိုင်မှန်ပတင်းကိုမျက်နှာလေးကပ်ပြီးသူတို့အပြန်လန်းကိုငေးကြည့်ကမနာလိုစိတ်တွေဝင်နေမိသည်သူ့ကိုတရားရုံးကမိသားစုတစ်ခုသို့မဟုတ်လူငယ်ကြီးဟာတစ်ခုတွင်သွားရောက်နေထိုင်စေဟုဆုံးဖြတ်ခဲ့သည် ။သို့တော့ထိုကလေးကတရားရုံးကိုတခုပဲတောင်းဆိုသည်။ကျွန်တော်ကြောင်းတက်ခြင်းနဲ့သူ့ကိုတရားရုံးကမင်းဘာမှနေမလဲဟုမေးသည်။သူကကျွန်တော်ဘာသာနေမယ်ကိုဘဝကိုထိန်းချောင်းမယ်။ထိုကလေးသည် အဝယ်အစားအနှဲငယ်နဲ့ကြောင်းတက်ပြီးဆင်းရဲပင်ပန်းစွာဖြင့်ဘဝကိုဖျက်ဆီးခဲ့ရသည်။စာရေးစရာခဲတံပင်မရှိသဖြင့်ဆရာထံက တောင်းတရသည့်အဖြစ်ကို ကြုံတွေ့ခဲ့ရသည်ညနေကျောင်းလွတ်လျင်အမျိုးသားစာကြည့်တိုက်ကိုသွားပြီးအိမ်စာတွေလုပ်သည် စာရေးစာဖတ်သည်ထိုတို့ဘဝကိုခက်ခဲစွာဖြင့်ကလေးဘဝကလေးကရုန်းကန်ခဲ့သူကိုညီသူထင်ပါသည်နီသူကို1943ခုနှစ်ဧပြီ23ရက်နေ့တွင် မွေးဖွားသည် အမေရိကန်ပြည်ထောင်စုတွင်1800ခုနှစ်မှ 1809ခုနှစ်အထိတမရအဖြစ်တာဝန်ထမ်းဆောင်ခဲ့သည် သူဒီကသောမတ်ဂျက်ဖာဆင်ဆိုသူဖြစ်သည် အမေရိကန်ပြည်ထောင်စု၏တတရမြောက်တမရကြီးဖြစ်ပြီး1826ခုနှစ်ဇူလိုင်4ရက်နေ့တွင် ကွယ်လွန်ခဲ့သည်ရင်အေးရပေါ့ကတ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်။ ဒီ podcast ကို ACE Original ရဲ့ Facebook, YouTube, Spotify, Apple Podcast စတဲ့ platform များမှာနိုင်စင်နိုင်နိုင်ပါတယ်။အခုလိုအဖို့တန်စာပေများကိုမြေတာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်ကိုလည်းကျမတို့ ACE အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ယင်းအေးရ podcast ကို AC Studio မှာဖန်တီးတင်ဆက်ပေးထားတာပဲဖြစ်ပါတယ်။ ဉာဏ်ပညာနဲ့ချစ်ချင်းမြတ်တာကိုအရင်ခံတဲ့နေစဉ်ဘဝများကို ကိုယ်စိတ်နှလုံးကြည်သာချမ်းမြေစွာ ဖြတ်သန်းနိုင်ကြပါစေ။ကျမကတော့ကေပါ။